မင်္ဂလာမနက်ခင်ပါရှင်အခုချိန်အားစပြီး Radio UNG ရဲ့2025ခုနှစ် March လ28ရက်နေ့မနက်ခင်းပြင်သစ်များကိုတင်ပြပေးပါမယ်ကျွန်မကတော့နှွေးမိုင်းဖြစ်ပါတယ်ရှင် ရေပြင်မှာ3 4 5ရက်ခီးသွိုင်းတောင်းကုံအောင်မရောက်နိုင်တဲ့အထိစိုးမိုးနေပြီးတွေကျဝင်လာပြီးပြည်သူလူထုရဲ့အသက်တွေဘဝတွေနဲ့ရင်းနှီးမြုပ်နှံထားတဲ့တော်လှန်ရေးမှာဥဆောင်ဥရပြုသူတွေဟာဘောကျော့ဖြစ်လို့မရသလိုဝေးဝိုက်နေလို့လည်းမရကြောင်းယာယီသမရပြောကြားတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ မတ်လ16ရက်နေ့ကကျင်းပတဲ့မြို့တိုင်းညီညွတ်ရေးအစိုးရရဲ့ပုံမြင်ဆောင်2025အစိုးရဖွဲ့စည်းပွဲမှာယာယီသမရဒူဝါလက်ရှိလာကမြန်မာနိုင်ငံတဝန်တွန်လိုင်းတက်တွေရဲ့လက်ရှိအချိန်ပြည်ပြည်စိုးမိုးနိုင်မှုနဲ့ပတ်သက်၍အခုလိုပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ဒေါ်လိုင်းရဲ့မဟာမိတ်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေလည်းကျွန်တော်တို့စုဖွဲ့မှုအားကောင်းလာလေလေကျွန်တော်တို့ NUG ပေါ်အားတက်ယုံကြည်ဖို့ရပုံပေါ်တိုးလာမှာဖြစ်ပါတယ်။လက်ရှိအချိန်တွေမှာဆိုရင်ပြည်ပြည်မှာ ျွန်တော်တို့ရဲ့သွာလာလှုပ်ရှားနိုင်မှုတွေဟာ၃၄၅ရက်ခီးသွားရင်တောင်းအိုးအောင်မြောက်နိုင်တဲ့ ठी အမီတွေကျယ်ဝန်းလာပြီဖြစ်ပါတယ်။လက်တွေ့မြေပြင်မှာလည်းရန်သူကတိုးမပေါန့်နိုင်လောက်အောင်ခုခါကာကွယ်နိုင်တဲ့ ठी ခြေနေတွေကောင်းမွန်လာပြီဖြစ်ပါတယ်။လွန်လိုက်ရဲ့မူလအင်အားဟာပြည်တွင်းမှာပဲရှိတယ်ဆိုတာပေးထားလို့မရပါဘူး။လက်နက်ကင်တွန်လှိုင်းလမ်းစဉ်မှာဒီပြပေါ်လက်တွေ့အင်အားတွေတိစောက်နိုင်ခြင်းဟာအတိတ်ကအခရာဆိုတာမိထားလို့မရပါဘူး။ လူထုယုံကြည်မှုကိုလက်တွေ့ရည်ပြမှခြေခံခိုင်မအောင်ဤဆောက်ရေးဆိုတာတော်လှန်ရေးမှုဖြစ်ပါတယ်လို့ပြောကြားခဲ့တာပါ လာတူယာယီသမရကပြည်သူလူထုရဲ့အသက်တွေဘဝတွေနဲ့ယင်းဒီမြုံတန်းထားတဲ့တော်လှန်ရေးမှာဥဆောင်ဦးရဲ့ပြုတ်သူတွေဟာဘောကျော့ဖြစ်လို့မရသလိုဝေးဝိုက်နေလို့လည်းမရဘူးလို့ပြောချင်ပါတယ်ကျွန်တော်တို့ဟာပင်ပန်းခံရရမယ်အစင်းရဲခိုင်တန်ရမယ်ကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာဟာကြည်ထဲချက်ထဲမှာ ထုသားပေးသားကြအောင်မာကျိုးနေရမှာဖြစ်ပါတယ်။နှစ်ပေါင်း80ကျော်ကြာအမြင့်တွင်နေတဲ့စစ်အာဏာရှင်စနစ်တစ်ခုလုံးကိုချေမုံတုပ်တင်နိုင်ဖို့ဆိုတာမှာတော်ယုံဆွေးတတိနဲ့မရသလိုတော်ယုံအာထုံမှုမျိုးနဲ့လည်းမရနိုင်ကြောင်းဒီနေ့စွာပြောကြားလိုတယ်လို့ဖြစ်ဆက်ပြောကြားခဲ့ပါတယ်။အရှိမကာကွယ်ဝင်ကြီးနဲ့အခြားဝင်ကြီးတွေဟာရည်ပြမှာတစ်ကာလအဖြစ်ကြာမြင့်စွာနေထိုင်ပြီး လူထုနဲ့တသားရင်းဥဆောင်နေတာကိုတွေ့မြင်နေရပြီးအဲ့ဒီအတွက်လေးစားကုန်ယူတယ်လို့လည်းယာယီသမရကထပ်လောင်းပြောကြားခဲ့ပါတယ်ရှင်။ဆလပီစက်ကောင်စီကျိုးပါနေသည့်တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုစတင်ကြစကားဝိုင်းဆွေးနွေးမိတဲ့ကိုတင်ပြပေးပါမယ်စက်ကောင်စီကျိုးပါနေသည့်တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုစတင်ကြစကားဝိုင်းကိုမတ်လ28ရက်နေ့မြန်မာစံတော်ချိန်ညနေ6:00အချိန်တွင်ဆွေးနွေးသွားမည်ဖြစ်ကြောင်းတင်ပြရရှိပါရစေ စစ်ကောင်စီကချိုးပါနေသည့်တရားမှုရဲချိုင်းစကားဝိုင်းတရားမှုအတုရောင်ရွေးကောက်ပွဲဆိုင်ရာချက်လက်များနဲ့ဖြစ်ပေါ်လာနိုင်သည့်အလားအလာများအတုရောင်ရွေးကောက်ပွဲကိုပြည်သူများနဲ့အတူအရှိန်ဟုန်မြင့်တင်ကစန့်ကျင်တော်လှန်သွားမည်ပိစရမြပေါ်ဆွေးနွေးမည်စကားတမ်းများအားတိုက်ရိုက်ထုတ်လွှင့်သွားမည်လို့သိရပါတယ်တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွေဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်မြို့သားကြီးတွင်ရဲ့အစိုးရ Joy Walking Committee for Anti Illegal Sham Election ဒေါ်ချောစုဆန်အထွေထွေတပိတ်ပေါင်းဆိုင်ကြီးတိုင်းရင်အားစု GSCB JCC Strategy UCC ပို့အမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌပုံမြင့်ထွန်း UCC ကောင်စီဝန် Joint Working Committee for Anti-Illegal Sham Election နဲ့ Moderator ဖြစ်နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်သူမခိုင်တင်စာအေခေါ်ပေါင်ယိုမြန်မာနိုင်ငံအလို့သမားတပ်ပေါင်းစု MLA တို့ကပါဝင် ဆွေးနွေးကြမှာဖြစ်တယ်လို့တင်ပြရှိပါတယ်ရှင်။မတ်လတွင်တဲကတဝက်ချဖက်ဆုပ်ဆွေးလေးကြောင်းဖြင့်ပြစ်ခတ်တက်ခိုက်မှုကြောင်းအမျိုးသမီး15ဦးနဲ့အမျိုးသား18ဦးစုစုပေါင်း32ဦးသေဆုံးခဲ့တဲ့တွင်ကိုဆက်လက်တင်ပြပါမယ်။နိုင်ငံရဲ့အကျဉ်းသားများကိုရင်ဆောင်ရှောက်ရဲ့အသင်းမှကောက်ယူထားသောတရေအချက်လက်များအရ ်မတ်လ10ရက်နေ့မှ26ရက်နေ့ထိလင်္ကာတိုး၌ဂျာဖတ်ဆုပ်စု၏၄ချောင်းဖြင့်ပြစ်ခတ်တိုက်ခိုက်မှုကြောင့်အမျိုးသမီး15ဦးနှင့်အမျိုးသား18ဦးစုစုပေါင်း32ဦးသေဆုံးခဲ့ပြီးကိုအမိနှင့်တကွာတီးပြုတ်နိုင်ခဲ့လို့ဖော်ပြပါရယ်။ဆိုပါသေဆုံးသူများနဲ့မကွေတိုင်းမှာ16ဦးဖြင့်အများဆုံးသေဆုံးခဲ့ပြီးမကွေတိုင်းမှာ9ဦးဖြင့်ဒုတိယအများဆုံးသေဆုံးခဲ့ပါရယ်။မတ်လ10ရက်နေ့ညနေ၄နာရီဝန်းကျင်မှာ အကိုတိုင်းအုတ်တွင်မြို့နယ်ကကလေးချေးရွာနယ်ပေါကုံးချေးရွာ၌တက်ဆွဲထားသောအကြဖတ်ဆုပ်စုကလေးကြောင်းမှဒရုန်းဖြင့်ထန်းကုံချေးရွာတွင်ကိုပုံကျဲတိုက်ခိုက်ခဲ့သောကြောင့်ချေးရွာတွင်ရှိကွင်းရဆိုင်ဤသို့ကြားရောက်ပောက်ခွဲခဲ့သဖြင့်ဒေသခံကအုံပုံစာထိမှန်တရားရရှိခဲ့ပါသည်။ဖိုတရရရှိသူများကိုဤဆက်ရဆေးခါသို့ပို့ဆောင်၍စေဝါကုတာနေစဉ်ပူဆာလင်းအောင်ပါရရှိသောဒဏ်ရာပြစ်ထားသဖြင့်ထိုနေ့ညနေ6:00နာရီဝန်းကျင်ချိန်တွင်တိစုံခဲ့ရလို့သိရှိရပါတယ်ရှင်။ ထောက်ပို့ဒေါ်လာတကြားနဲ့ရံပေါ်ဝင်ဈေးအောင်ပွဲတော့အမေရိကန်နယူးယောက်မှာကျင်းပပြီးတရင်ကတော့ဆုံးတည်ပြပါမယ်ထောက်ပို့ဒေါ်လာတကြားနဲ့ရောင်းပွဲဈေးရောင်းပွဲတော့အမေရိကန်နယူးယောက်မှာကျင်းပမယ့်ကြောင်းနဲ့ပတ်သက်၍ NYCBC ကအခုလိုတည်ပြီးချိန်ရပါတယ်။မြန်မာရိုးရအတတကြားဆိုတာမိလာယူတဲ့အချိန်အခါတစ်ခုဆိုပေမဲ့မြန်မာနိုင်ငံမှာတော့ရဲ့ရည်တွေသွေးချွေးနဲ့တွန်းနေတဲ့အတတကြားကိုဖျက်ဆီးနေရတာလေးတည်ရှိသွားပါပြီ။ ပြည်တွင်းကပြည်သူတွေကကြက်ကြက်ခါတိုက်ပွဲဝင်နေသလိုပြည်ပကညီကိုပေါင်းတမတွေကလည်းနေရာဝင်ကိုထိုင်းရင်ဒီခီးရှိကိုအတူတူရှောက်လှနေကြပါတယ်။ရိုးရောက်မှလည်းအပြောတွဲတာမဟုတ်တဲ့ထောက်ပို့ဒေါ်လာတကြတဲ့ရောက်ပေါ်ဝင်ဇီယောက်ပွဲတော့ကိုအပရိလ16ရက်နေ့မှာ LM Heart က St James Chapel မှာကျင်းပဖို့ရှိပါတယ်လို့ထုတ်ပြန်ထားပါတယ်။ ဒေါ်လာတကြာပွဲမှာဈေးရောက်ပေးမဲ့ vendor တွေဥကြီးလုံးအားပေးမဲ့စစ်နာဝန်ထမ်းတွေကိုလည်းဖိတ်ခေါ်ထားပြီးဒီပွဲမှာမြမရိုးရအစားစားတဲ့ဘုံတွေလက်ဝင်တာတွေအမတ်တရားလက်ဆောင်ပစ္စည်းတွေရူဒေါ်လာရေးတိရှက်တွေအိတ်တွေကိုရောက်ချဖို့ရှိရလို့လည်းသတိရရှိပါရရှင်ခုတင်ပြခဲ့တဲ့သတင်းတွေကိုဗီဒီယိုအန်ယူဂျီသေးထောက်ဗီဒီဟာနဲ့ဖတ်ရှဲတို့ကပေးပို့ထားတာဖြစ်ပါလိမ့်ရှင်။